ဒုညပြိတ္တများအားလုံးမင်္ဂလာပါရှင်ကျွန်မကတော့တထပါအခုပပြမှာကတော့ဆရာကြီးသိပ္ပံမောင်ဝရေးသားထားတဲ့အချစ်မီလို့ခေါ်တဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်နားဆင်ခံစားပြကြပါဦးရှင်အချစ်မီအမိတ်နဲ့လူစောတို့ကိုချင်းတောင်မှယူခဲ့ဒီမှာကိုလာချိုစေလာနီလာပြီး ထိုကိုလာကျော်ဇေလနီပါတွင်သူတို့နှစ်ယောက်မှာဗာမျက်အဖို့ပဲမရှိအချင်းတန်စားရတောက်ချင်းတန်တောက်ရကစားချင်းတန်ကစားရအိတ်ချင်းတန်အိတ်ရအပျော်ကြီးပျော်ခဲ့ကြလိမ့်ပြီမြည်သူဘာဖြစ်ဖြစ်သူတို့တပည့်သားကယူမဆိုင်ကြကြီးသူတို့ကဲ့သို့လွတ်လပ်သောစိတ်မျိုးသူတို့ကဲ့သို့ပျော်ရွှင်သောစိတ်မျိုးသူတို့ကဲ့သို့အပူပင်ကင်းသောစိတ်မျိုးကိုလိုချင်စားပါပြီတော့ဟုမောင်လူအေးကတမ်းမြအားခဏခဏပြောကြမှု၏ ယခုကအမိတ်နဲ့လေစိုးတို့ဒီရခင်ကကဲ့သို့အပူပင်မကင်းကြတော့ပြီသူတို့နှလုံးသားအတွင် အချစ်မိကဝင်ရွေးတောက်နေပြီပျော်ရွှင်ခြင်းကင်းနေကြလိမ့်ပြီပူပန်တော့ကများရောက်နေကြလိမ့်ပြီရခင်ကဖြည်းဖြည်းလက်လက်ပြေးလာကစားလိရှိသောမလေစိုးမှာယခုအခါခွေးကရိုက်နေလိမ့်ပြီအမိတ်ကမလေစိုးလာမဖြစ်ဖို့တို့ဒီအမတို့တဲ့အချစ်အီလောင်ကျွမ်းချင်းကိုပုံမတိခတ်နိုင်ကြောင်းထင်ရှား၏ လူစော်၏အချစ်ကိုတင်းကျုံကယူလိုက်သူကအမိတ်မဟုတ်ချေမောင်လူအေးတို့၏အိနာဖေးအစီခံတန်းလျောက်တွင်ခိုကက်ကစားနေသောခွေးနှက်ကြီးဖြစ်လေသည်ထိုခွေးနှက်ကြီးမှာအမိတ်လောက်အဘေမာလပန်းအနီသို့သောအမိတ်ထက်ခွန်အားပလတန်ဆွမ်း၏အကင်းပါ၏အဆွဲကောင်း၏ထို့ကြောင့်ထိုခွေးနှက်ကြီးအပေါ်တွင်လူစော်မြစ်တာပုံလိုက်ဟန်တူလေသည်ဤကဲ့သို့ပါလီယာခွေးနှက်ကြီးနှင့်လူစော်တို့ချစ်ချင်ကြ၍အကြမီပင် ထိုကြောင့်ခင်တန်းမြင့်ဤနာသို့ ပေါက်သွားလေ၏ခင်တန်းမြင့်မှာများစွာမကြည်မနက်ဖြစ်လီတော့၏မိမိယူဆိုင်ကကောင်းစွာချွေးမွေးပြုစုထားသောလေစောသည် အုတ်ချမျက်ပေါက်ကလေးကလွန့်ပါလျာခွေးနှက်ကြီးနှင့် အပေကြောင့်တွား၍ကြာရပါသည်လေစောကိုလေဒေါသထွက်ခွေးနှက်ကြီးကိုလည်းမျက်မှန်ပွားလျင်၏ခွေးနှက်ကြီးအိမ်နာမကတ်ဝန်အောင်ဈေးထဲမှပြောက်အိုးများကိုဝဲကဖောက်၏ခမရခွေးနှက်ကြီးမှာပြောက်အိုးတန်ကြားလျင်ကြောက်လွန်းလာသောကြောင့် တည်ပြည့်ရှင်ပြည်ပြီးရှာ၏သို့တော်ဝဝဲမပြေးနိုင်ရှာအချစ်တီးဟုသောဓာငွေကလှုံ့ဆော်သောကြောင့်၆၆နှစ်ပင်ခင်တန်းမြစ်အလစ်တွင်အိမ်အောက်မှလာ၍ချောင်းရှာ၏လူစောခမရမှာလဲခင်တန်းမြစ်ကအခန်းတစ်ခန်းထဲတွင်လောင်ပိတ်ထားသောကြောင့်နေမထိထိုင်မသာဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်အော်လိုက်ဟိလိုက်နှင့်မောင်တော်ခွေးနှစ်ချီအားအတန်ပြေးရှာလိမ့်မည်လူစော၏အတန်ကိုကြားရသောခွေးနှစ်ချီမှာအိမ်အောက်ဘက်တွင်မနေတတ်တော့ပြီး ွန်ချန်တဲ့ပဲ့ရည်ပြေးလိုက်နေကားအောက်မှာလာမျောလိုက်နဲ့ဖြစ်နေရှာပြီသို့တော့ခင်တန်းမြင့်ကိုမြင်လိုက်တဲ့နေ့တပြိုင်နက်တင်ပါနဲ့ဘဝတားတဲ့ကြအောင်ပြေးလီတော်သည်ဖြောင်းအိုးကိုကြောက်ပြီးတကူဤကဲ့သို့အခန်းထဲတွင်လောင်ထားသောကြောင့်မိမိ၏အသက်ဘူးခွေးနှက်ချင်းနှင့်မတွေ့ရသောကလူစောမှာခွေးကားရန်လက်မှန်ချရှာ၏အစာကျွေးလည်းမစားတော့ပြီးလက်ဖက်ရည်ကော်ပီလည်းမတောက်တော့ပြီး ခင်ကကဲ့သို့အာမိတ်နဲ့လည်းမကစားတော့ပြီလွမ်းနာကြကကျန်းပြင်တွင်လှဲ၍နေကြတော့၏လူစိုး၏အဖြစ်ပျက်ကိုမြင်ရသောအာမိတ်မှလည်းယခင်ကကဲ့သို့မရှင်ပြတော့ပြီယခင်ကကဲ့သို့လူစိုးအားတွား၍မစားတော့ပြီသူလည်းတမိုင်မိုင်နှင့်နေတော့၏အာမိတ်မိုင်ဒီမှာလူစိုးအတွက်ကြီးမဟုတ်သူအတွက်လည်းပါလိသည်သူသည်အိမ်နောက်ဘေးစတန်းလျှောက်မှခွေးပိန်ကလေးတစ်ကောင်နှင့်ရီစားဖြစ်နေလေသည်ခင်တန်းမြင့်ကသဘောမတူ လူစုံနဲ့အမိတို့ဖန်တူအကျိုးပေးနေကြလိမ့်မည်။ဤသို့လမ်းလာကြ၍၃လရက်ကြာသောလူစုံမှာတော်ပင်ပိန်ချုံရသွား၏။လူစုံ၏အဖြစ်အပျက်ကိုမြင်ရသောအခါခင်တန်းမြင့်အတနာစာပြုလိုက်။သို့သောခွေးနှစ်ချင်းကမြည်သည့်နည်းနည်းမျှသဘောမတူနိုင်။အချံကောင်းတစ်ခုရလာသည့်နေ့အတိုင်းလူစုံနဲ့အမိတို့ကိုတန်ကျိုးတစ်ချောင်းလေး၌ရှိကဝန်းအတွင်းတွင်လှည့်ရထား၏။လူစုံကတည်းကခန့် အမက်ကတီရခံကိုဖမ်းလာသောပလိတ်နှင့်ဒူလာပေသည်အင်အောက်သို့လွတ်လိုက်သည့်နေ့တစ်ပြိုင်နက်လူစောကနောက်ခွေတန်လျာခွေးနှက်ကြီးရှိရာသို့ပြေးလေ၏အမက်ကပိကက်ကက်လောက်ကလဲအိတ်လိုက်၏လူစောတန်လျာသို့မရောက်နိုင်ခွေးနှက်ကြီးလည်းမောင်လူအီတို့အင်နာသို့မကန့်ဝန်ရှာပေတခါတခါအမက်ကပါအလိုတူအလိုပါလူစောနှင့်အတူအစီကံတန်လျာသို့ပြေးသည်ဖြစ်အံခင်တန်းကြီးကအင်ပေါ်မှနေ၍ငောက်လိုက်လေ အမိတ်ကြီးမမနီကိုအိမ်ဘက်သို့ငောက်ခနဲကိုရွေပြန်လာရှာ၏လူစောကရုံးကန်ရုံးကန်နှင့်လိုက်ပါရလေသည်တရခန်းကိုပလိတ်ဖန်လာသည်နှင့်တူလာပေသည်လူစော၏ရီစာခွေးနှက်ကြီးကအဝေးမှနေကအမိတ်အားစားမယောင်ဖြစ်နေလေပြီတခုသောညမောင်လူအေးတို့အိပ်ပျော်နေကြခိုင်တကောင်ကျော်အချင်းတွင်လူစောသည်အတက်အစင်ရှိတကားကလေးကိုချော်ကအိမ်အောက်ထပ်သို့ဈေးခါတိုင်းမူကလူစောမချော်နိုင် ယခုမှမအချစ်ဤသောကြောင့်ကျော်နိုင်ဟန်တူလီသည်အင်းအောက်ထက်သို့ရောက်သောအခါတကားများကိုခေါင်းနှစ်တိုက်လက်နှစ်ပုတ်သောကြောင့်မောင်လူအေးနှင့်ခင်တန်းမြင့်တို့အိယာမှလန့်၍နိုးကြကုန်၏လက်နှိတ်တမီကိုခေါင်းအုံးအောက်မှယူကနှစ်ယောက်သားအင်းအောက်သို့ဆင်းလိုက်ကြလေသည်အာမိတ်လည်းနောက်မှပါလိုက်၏ခင်တန်းမြင့်ကလူစောအားအပေါ်ဒတ်သို့ခေါ်ဆောင်လေသည်လူစောမလိုက်ချင်းရုံးကန်ရုံးကန်လုံနေ၏ မာလူအေးကလူသောအခင်းသွားခြင်းသောကြောင့်အပြင်ထွက်ခြင်းဟန်တူသည်ဟုပြော၏ခင်တန်းမြင့်ကညာစွာမတင်ကားသောကြောင့်အာမိတ်အားပလိတ်အဖြစ်နှင့်တန်ကျိုးနှင့်တွဲကအပြင်သို့လွတ်ပြေးလျင်တကားဝတွင်စောင့်ဆိုင်နေကြကုန်၏ချမ်းသာလေချမ်းအိတ်ကလေး၌ဒီခွေးရီအတွက်ဒုက္ခရောက်ရပြီသည်လူသောတို့လည်းအပြင်ရောက်ခွေးနှစ်ကြီးကလည်းဘဲကပေါက်လာသည်မသိလူသောအနာသို့ရောက်လာတော့၏ ခင်တမ်းမြင့်လက်ထွေတွင်ပြောက်ဦးမရှိခိုင်းဖြစ်သောကြောင့်မြည်တို့မြမတက်နိုင် ခွင်းနှက်ကြီးသည်လီစောကိုတွေးဆောင်ကအတင်းခိုးပြေးလီတော့၏လီစောလည်းခွင်းနှက်ကြီးနားမှာကောက်ကောက်ပါအောင်ပြေးလီသည်ပလေးအဖြစ်ဖြင့်ထဲ့လိုက်သောအမိတ်ကလည်းကို့လူဖက်သားဖြစ်သွားပြီးလင်ရောက်ခါနောက်မှလိုက်ယူပြီးခင်တမ်းမြင့်မြည်တို့မြမတက်နိုင်အမေအမေလီဇောလီဇောဟူ၍အော်ကားသာကြင်ဤသို့သော ဤသို့မိမိဤကိတိမသမီးအားအောက်ချမြတ်ပေါ့ပါလီယာခွေးဝင်စားကခိုးပြရပါမို့လားဟုဒေါသအမျက်ချောင်းချောင်းထွက်ပြီးလင်ဓမီးကိုထိုးကကောက်ကောက်ပါအောင်ပြေးလိုက်မန်လူအေးကလည်းမနေနိုင်တော့ပြီခင်တန်းမြင့်နဲ့တူထွက်၍လိုက်ရ၏ဝင်းအပြင်ဘက်ပေ340လောက်ရောက်တော့ခါသူတို့အားတွေ့ရ၏ခင်တန်းမြင့်ကအာမိတ်အောင်ငောက်ရီခေါ်လိုက်ရအာမိတ်ကြီးမှကြောက်ပြီးသားဖြစ်တော့ကြောင့်မနေဝွင့်တော့ပြီ ခင်တန်းမြင့်ရှိရာသို့အမိကုတ်ကကြောက်ရွံ့စွာပြေးလာ၏။လွေသောလဲတန်လန်းတန်လန်းနှင့်ပါလာရရှာလိမ့်သည်။ခွေးနှစ်ကြီးကလွေသောအားပြေး၍ဆွဲရတော့မလို့ရပ်ပြီးပဲနေရတော့မလို့အတော်ပင်စိတ်အိုက်နေရှာ၏။ခင်တန်းမြင့်ကလွေသောအားချော့၍ခေါ်လာသောအခါခမရခွေးနှစ်ကြီးမှဒေါသဖြစ်ကဟောင်း၍မဆုံးတော့ပြီ။အင်းအချစ်မီဆိုတာတေလောင်ကျွမ်းပါလားဟုတ် မောင်လူအေးတွေးတောမိလေတည်းတွင်းတို့ရောက်ကြသောအခါမောင်လူအေးကသူတို့သဘောအတိုင်းပင်ရှိပါစေရောဟု ခင်တန်းမြင့်အားပြောရှာ၏ခင်တန်းမြင့်ကသဘောမတူနိုင်သူတို့ချစ်ကြိုက်သည်မှာကိစ္စမရှိတော်တော်ကြာအမျိုးမစစ်ပါလေရာကလေးတွေမွေးလာရင်မကြည့်နိုင်မရက်နိုင်ပြစ်နိုင်မှလည်းမဟုတ်ဟုခင်တန်းမြင့်ကပြန်ဖြေသောအခါဒါလည်းဟုတ်ဟုတ်ပဲဟုမောင်လူအေးတွေးတောမိပြန်လေသည်ချင်းတောင်မှအမိတ်နှင့်လူစိုးတို့ကိုယူလာခဲ့စဉ်က ဒင်းတို့နှကောင်ကြီးပြက်လာသောအခါနေရာချမည်ဟု ခင်တန်းမြင့်စိတ်ကူထားခဲ့၏ယခုမူကားလူစောကလည်းပါလီယာနှင့်ရီစာဖြင့်အမိတ်ကလည်းပါလီယာနှင့်ရီစာဖြင့်သူတို့အချင်းချင်းကတကောင်နဲ့တကောင်မောင်နှမကဲ့သို့928တွေသောအချင်းမျိုးဖြင့်ယွယွချင်းနေကြသည်ခင်တန်းမြင့်အပင်မှလင်သဘောကျနိုင်ပါအနီခင်တန်းမြင့်ဤစိတ်တဲတွင်ဒင်းတို့နှကောင်ကိုစင်စည်း၍မြင်းရံနာကိုမြင်ချင်း၏ ်ဒင်းတို့ကထင်တိုင်းမပေါက်ကြကြီးအာမိတ်နဲ့လူစိုးတို့ကခစ်သမားများဖြစ်ကြကုန်၏လူကြီးများသဘောတူသည်ကိုအလိုမရှိမိမိတို့ချစ်သူနှင့်သာအတူနေခြင်းကြလေသည်ကမ္ဘာလောကကြီးအတွင်းတွင် ရှင်သမားနှင့်ခစ်သမားသဘောမတူနိုင်ကြကြီးခစ်သမားကကောင်းသည့်ထင်သောအရာကိုရှင်ဟောင်းတို့ကသဘောမကျနိုင်ရှင်ဟောင်းတို့သဘောကျသောအရာကိုခစ်သမားတို့ကနှာခေါင်းရှုံကြကုန်၏ခစ်သမားများအွယ်လွန်၍ရှင်ဟောင်းများဖြစ်လာလျှင် သူတို့ထက်ခစ်ဆန်သူတို့ကသူတို့၏အထင်အမြင်ကို မနှစ်သက်နိုင်ကြပြန်၏။ဤနည်းတိုင်းတည်းကဘာလောကကြီးအတွင်တဆူဆူတညံ့ညံ့တကြက်ကြက်နှင့်ဖြစ်ခဲ့လေသတည်း။ယခုလည်းဖြစ်စေနောက်လည်းဖြစ်မည်ပင်။ပြသွားတာကတော့ဆရာကြီးတိပမဝါဟိတာထားတဲ့ chimmi လို့ခေါ်တဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရဲ့ရှင်။နောက်လာမယ့်ဝတ္ထုတို့များကိုလည်းဆက်လက်ဆောင်ရွက်အပ်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။